္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုတ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်ပထမအဦးဆုံးသတင်းတပုတ်ကတော့တရုတ်နိုင်ငံက၎င်းတို့နိုင်ငံအတွင်းဂျပန်နိုင်ငံရုပ်ရှင်ဆက်ကားများကိုပြသခွင့်အားပိတ်သိမ်းလိုက်တယ်ဆိုတဲ့သတင်းမဲ့ဖြစ်ပါရရှင်ဂျပန်နဲ့တရုတ်နိုင်ငံတို့ကြားနိုင်ငံရေးရာဆက်ဆံရေးပုံမဆိုးရလာတာကြောင့်ဖြစ်ပြီးဂျပန်နိုင်ငံဘက်ကလည်းတရုတ်နိုင်ငံတွင်နေထိုင်နေသောဂျပန်နိုင်ငံသားများအားလုံခြုံရေးတတိထားကြရန်တတိပေးပြောကြားခဲ့ပါသေးတယ်ရှင်ဒုတိယသတင်းတပုတ်ကတော့ဆော်ဒီအရှေ့ဆန်မင်းသားဟာအမေရိကန်နိုင်ငံသို့လာရောက်ပြီးကာကွယ်ရေး AI နှင့်နျူကလ িয়ার ပူးပေါင်းဆောင်ရွက်ရေးများကိုအလေးထားဆွေးနွေးခဲ့ တယ်ဆိုတဲ့သတင်းမဲ့ဖြစ်ပါရဲ့ရှင်။ဒါပြင်သမရဒေါ်နယ်ထရမ့်ဘက်ကလည်း Saudi Arabia နိုင်ငံသူ F35S ဂျက်လေယာဉ်ရင်ရောက်ချသွားမယ်လို့ပြောကြားခဲ့ပါသေးတယ်ရှင်။တတိယသတင်းတစ်ပုဒ်ကတော့သမရဒေါ်နယ်ထရမ့်အတည်ပြုပေးခဲ့တဲ့ American နိုင်ငံ၏ Gaza အစီအစဉ်ဟာ UN လုံခြုံရေးကောင်စီတွင်ပယ်ချခံခဲ့ရတယ်ဆိုတဲ့သတင်းမဲ့ဖြစ်ပါရဲ့ရှင်။သတင်းရင်းမြစ်များအရတော့ American နိုင်ငံဟာထိုအစီအစဉ်အားမဲခွဲဆုံးဖြတ်မှုအတွင်တင်မမိတ်ဖက်နိုင်ငံအများပြားထံမှပြင်းထန်သောညှဉ်းဆုပ်မှုများကိုကြုံတွေ့ခဲ့ရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တောင်ကိုရီးယားနိုင်ငံနဲ့ American နိုင်ငံတို့ကြားမဟာမိတ်ဖွဲ့မှုအချက်အလက်ဆိုင် ရက်စာတဲ့အသိများအရထိုနိုင်ငံဟာနိုင်ငံများကြားရန်ဆောင်တဲ့ယက်တီချက်များပါဝင်နေတယ်လို့မြောက်ကိုရီးယားနိုင်ငံကပြောကြားလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အမေရိကန်နိုင်ငံနဲ့တောင်ကိုရီးယားနိုင်ငံတို့ဟာစစ်ပွဲအတွက်ပြင်ဆင်နေတယ်လို့မြောက်ကိုရီးယားနိုင်ငံဘက်ကဆွဆွဲပြောဆိုခဲ့ပြီး၎င်းတို့နိုင်ငံဘက်မှလည်းပြင်းထန်သောစစ်လက်နက်များဖြင့်တုတ်ပြန်သွားမယ်လို့လည်းသတိပေးပြောကြားခဲ့ပါသေးတယ်ရှင်။နောက်ဆုံးသတင်းပုတ်ကတော့ Britain PPC မှတရားစွဲဆိုခံခဲ့ရပါကပြန်လည်တုတ်ပြန်ရန်ဆုံးဖြတ်ပြီးကြောင်းပြောကြားလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ American သမ္မတ Donald Trump ကဒေါ်လာ1ဘီလီယံတရားစွဲဆိုမယ်လို့ချိန်ချောက်ခဲ့ပြီးတဲ့နောက်မှာတော့ယခုလိုမျိုးပြန်လည်တုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်ရှင်။